ကူညီပေးဖို့ပြီးတယ်စနေနေ့ပစ္စည်းတွေဝေချီဆန္ဒရေးခါရေးစတဲ့မြေကူညီပေးတာဒီလိုလေလောက်လာကြအဲ့ဒါဒါတွေပဋိပက္ခပူပြီးကြီးမားလာတယ်ဟာလေပြက်လာဒါမျိုးမဖြစ်ဖို့ဆိုရင်အဘိကူညီတာမျိုးမလုပ်တာတော့အကောင်းဆုံးပဲဒါပဲဆိုနိုင်ငံကြီးကအဖြစ်ရှင်းဖို့ဒီလိုလိုသွားမှာပေါ့အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့ Russia Federation နိုင်ငံ RTB Channel နဲ့တွေ့ဆုံမှုရုပ်သံဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါတယ် ရုရှားနဲ့မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကျေပြတ်စွာဆောင်ရွက်နေတယ်လို့နိုင်ငံတော်အစည်းအဝေးအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကရုရှားနိုင်ငံအတွက်သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာထည့်သွင်းဖြေကြားခဲ့ပါတယ်။ ရုရှားနဲ့မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ဟာကာကွယ်ရေးကဏ္ဍတွေမှာပဲတိတ်ပန်တဲ့နည်းပညာစည်းပွားရေးဥပဒေဘက်ဆိုင်ရာပညာရေးကျန်းမာရေးနယ်ပယ်တွေပူးပေါင်းဆောင်ရွက်နေပြီးဆွေးနွေးနေတဲ့ကိစ္စတွေလည်းရှိနေတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့မလခီးစဉ်မှာလာတဲ့အချိန်တုန်းကနျူကလ িয়ার နဲ့ပတ်သက်တဲ့တအားပေးဆက်ယုံတိဆောက်ရေးကိစ္စထဝယ်ရည်နဲ့စိတ်ကန်းတိဆောက်ရေးကိစ္စတွေနောက်ကန်းလွန်ရည်နံနဲ့ဓာငွေထုတ်လုပ်ရေးအတွက်ယင်းနှမြုံနံမဲ့ကိစ္စတွေဆွေးနွေးသဘောတူခဲ့တာရှိပြီးလှုပ်ဆောင်နေမှုတွေလည်းရှိတယ်လို့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါရယ် Господин премьер-министр, во-первых, спасибо большое. Это для меня большая честь сидеть здесь uh, с, вас, с вами uh, накануне годовщины 80, uh, 80 лет победы над фашизмом uh, во Второй мировой войне тут uh, в Москве. Поэтому я тоже хотел, я бы хотел выразить свои соболезнования, во-первых, тоже со своим народом в связи с землетрясением, которое недавно произошло в вашей стране. Я бы хотел с этим начать. Как вы оцениваете международную помощь в этой сфере? Была ли она эффективной? 我看下王队长表的这这里，就是队长在那边表露吧，这个。我们也要这个罗里边上嘛的。 ်ခုနတမခုနဲ့ဝီချက်စကီရှိပါတယ်အဲ1900နောက်ပိုင်းမှာလှုပ်ခဲတဲ့ငလင်တဲမှာဒုတိယအပြင်းထန်ဆုံးငလင်ဖြစ်ပါအလုံးကျွန်တော်တို့17ကြိမ်လှုပ်ခဲ့တဲ့အချိန်မှာ1912ခုနှစ်လှုပ်ခဲ့တာတော့ရှစ်ရီချက်စကီရှိတယ်ဘော်လီပြင်းထန်တဲ့ငလင်တစ်ခုပါအထက်ကတည်ဆုံမှုလည်းတော်တော်လေးများပါတယ်အဲဒီအလုံး3900ကျော်အသေးပါတယ်ကားတော်ကျော်ဒဏ်ရာရတယ်နောက်80လောက်ပျောက်လို့ရှိပါသေးတယ်အင်ဂျီပေါင်းလဲ6000နဲ့9000လောက်ပျက်စီးမှုရှိပါတယ် ကျောင်းပေါင်း6400လောက်ပျက်စီးမှုရှိပါတယ်ဆေးရုံစီးကအဲ350လောက်ပျက်စီးမှုတွေရှိတယ်လမ်းတရားလည်းအများကြီးပြတ်ပါတယ်နိုင်ငံတော်အကူကြီးလည်းအဲကျွန်တော်ကအဲကျွန်တော်ဖြစ်ပြီးတော့သွားဖြစ်တဲ့နေရာလိုက်ကြည့်တဲ့အချိန်မှာတော်လေးကိုဟိုစူးစူးဘွားကပျက်စီးမှုတွေတတွေ့ရတဲ့ကြောင့်ကျွန်တော်နိုင်ငံဘက်ပြန်မှာပဲကျွန်တော်နိုင်ငံတော်အကူကြီးကိုကျွန်တော်နိုင်ငံကလည်းအရေးပေါ်ချင်းကြီးညာတာပေါ့လေပြီးတော့နိုင်ငံတော်အကူကြီးလည်းကျွန်တော်တောင်းခံခဲ့ပါနိုင်ငံအကူကြီးကလည်း24နှစ်အတွင်းမှာပဲကျွန်တော်ရောက်လာတယ်ပဲတော်တော်ဟိုအားရဖို့လည်းကောင်းပါတယ်ခင်ဗျားတို့ဒီရုရှားနိုင်ငံနိုင်ငံပါဝင်တရုတ်အိန္ဒိယ ကမ္ဘာနိုင်ငံ26နိုင်ငံလောက်ကျွန်တော်တို့လာပြီးကူညီကြပါတယ်။ခွန်ဆက်နှစ်နာရီအတွင်းပေါ့ထုံးစံကတော့တို့တို့တတ်မှတ်ထားတာခွန်ဆက်နှစ်နာရီအတွင်းမှာကယ်နိုင်တော့အသက်ရှင်နိုင်ဖို့အခွင့်အရေးရှိအခွင့်အရေးရှိတယ်လို့ပြောတာပေါ့။ဒါပေမဲ့24နှစ်အတွင်းမှာတို့တို့ရောက်လာကြတယ်။အသက်ရှင်လေကျွန်တော်ရှေ့ရောက်ကယ်လို့ရတယ်။အဲနောက်တော့ကအဲ့ dead body ရတော့အများကြီးပေါ့လေရတော့အများကြီးရှိပါတယ်။ဘာပြောပြောကုညီမှုကတော့အားရဘူးလေကောင်းပါတယ်။နောက်တော့ကလည်းကဲဆဲပစ္စည်းတွေပေါ့အဲ့ဒါတွေကလည်းလေမြန်နေနော်တင်မော်တွေဝရကားတွေနဲ့အကုန်လုံးကျွန်တော်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ဘာပြောပြောဟိုနိုင်ငံတကာအထောက်အပံ့ရတယ်လို့ပြောရပါလိမ့်မယ်။ တို့တို့ပြန်လဲဒီရှင်းလင်းရေးလုပ်ငန်းနဲ့နောက်တော့ကဒီပြန်လဲတိစောက်လုပ်ငန်းတွေပေါ့ဒါတွေပြန်လုပ်ဖို့တော့ကျွန်တော်အများကြီးလုပ်အောင်ပေါ့ဒီတက်လေအကူကြီးထပ်မလေးလိုအပ်ပေးမယ်လို့ကျွန်တော်မြင်ပါတယ် Мне уже известно, что отношения между Мьянмой и э, с Россией, она уже, э, ну, она уже не новая. Я на самом деле бывал в вашей стране э, пару лет назад на военных учениях совместных между Мьянмой и России. Поэтому я бы хотел спросить, кроме гуманитарной помощи, какие, по вашему мнению, еще особо значительные сферы сотрудничества между Мьянмой и Россией? Russian ni memang pulang sahun ni baru jeb jan ni ber. Eh, kemudian guna baru kau ini kena di Macau. Eh, jadi tiba ni ni pinya. Eh, nara ka siwa ni, eh nara ka ubur ni pesan ya. Nara pinya ni jam ni, ini ni beri ni ayi siwa. Suni ni kisah ну, к နောက်တစ်ဝက်ရင်းနှီးတဲ့စိတ်ကအဲတိဆောက်ရေးကိစ္စတွေနောက်ကန့်လို့ရင်းနှီးတဲ့တန်ခွေထုတ်လို့ရဲရင်းနှီးမှုနာမဲ့ကိစ္စတွေဒါတွေဆွေးနွေးနိုင်ကြတာတွေရှိတယ်အဲသဘောတူတာလည်းရှိပါတယ်လုံနေတာလည်းရှိပါတယ်ဆက်လက်ပြီးလုပ်မယ့်နယ်ပယ်တွေလည်းများစွာရှိပါသေးတယ်လို့ကျွန်တော်ပြောချင်တယ်နုပစရှိုင်းစစင်ရစီရှင်ယူအာ надо отметить что на самом деле США вообще не оказали гуманитарную помощь, а наоборот, они ввели новые торговые тарифы на вашу страну 4,40%. ပဲပရိုကာရီအက်ဆီဝါစလာလိုက်တဲ့ရှောက်ဒီဆိုရှာဟိုဗီကန်ကနေနေရတော့ငလင်းနဲ့ပတ်သက်ပြီးတော့ကိုကြီးမပေးတော့မို့သူကတော့ကိုကြီးပေးမယ်ဆိုပြီးတော့ဒေါ်လာ900ပေးမယ်လို့ကြေညာခဲ့တာရှိတယ်အဲဘလူးပေးမလဲတော့ကျွန်တော်တို့မသိဘူးပေါ့လေကုလသမဂ္ဂတစင်ပေးမလားဒါမှမဟုတ်ကျအာဟာစင်တာတွေတစင်ပေးမလားမသိဘူးပေးမှုတော့ကြေညာထားတော့ရှိပါတယ်အဲအမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လေဟိုတိတ်တော့ကြီးကြီးမမမရှိဘူးအဲ2017ခုနှစ်ကနေပြီးတော့2025ခုအထိအဲကျွန်တော်တို့ဒေါ်လာတန်900လောက်ဘူးပဲကျွန်တော်ကုန်သွယ်မှုရှိတယ်ဒီနေ့ကိုဒေါ်လာတန်800ကျော်လောက် အကုန်လုံးမရှိတယ်လို့ပြောရပါတယ်မယ်တချို့နေနေပါလေကျွန်တော်တို့ဘက်ကပို့တာတွေများတယ်ချွတ်တီမှာလေအမေရိကန်ဘက်ကပို့တာတွေများတယ်အဲသူတို့အခွန်ကောက်တာတော့ကျွန်တော်တနေငံလည်းမဟုတ်ဘူးလေတခြားသူတို့ရဲ့မြို့ဆွေနိုင်ငံတွေလည်းတချို့လည်းကောက်တာတွေရှိတယ်တရုတ်နိုင်ငံပေါ်တော်တော်လေးကောက်ကတာရှိတာပေါ့လေအဲ့တော့ကျွန်တော်တို့ဖုန်ဖိုးတဲ့နိုင်ငံတခုတည်းမှာတော့အခွန်ကောက်တာတော့အခွန်တိုးကောက်တာတော့မလုတ်တင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်အဲသူတို့သူတို့ဘက်ကတော့ကွန်တွေးရေလူမှုတွေပြတို့တခြားနိုင်ငံတွေအပေါင်းပိုင်းပေါ့လေအခွန်တွေတိုးကောက်တယ်လို့သိရပါတယ်မမတော့ မကောက်တင်ဘူးလို့ကျွန်တော်တို့ယူဆတယ်။ဒါကြောင့်ကောက်လေတော့ကျွန်တော်တို့လည်းဟိုအသေးစိတ်ပြန်ပြီးစဉ်းစားဖို့လိုတာပေါ့။ Как Мьянма планирует противостоять последствиям этих новых тарифов и налогов? ဒီကတော့ကျွန်တော်တို့ကဟိုပါတော့တနင်္ဂနွေဥမှာမိခုနေရတဲ့ကုန်တယ်တဲ့ကိစ္စကိုတော့ကျွန်တော်ရှောင်ရှားပြီးတော့အဲတို့ရဲ့နိုင်ငံအဲနေပေါင်းပြီးတော့မှဝမ်းလုံးကြမှာပေါ့။အဲသူတနေငံနဲ့ကျွန်တော်တို့ကတွားပြီးတော့ရောင်းနေမယ်ရောင်းပြုတ်နေမယ်ဆိုတာနိုင်ငံအားလုံးနဲ့ညှပ်ပြီးတော့ကုန်သွယ်မှုလုပ်တာမျိုးတော့ပိုကောင်းတယ်ပိုကောင်းဆောင်မှုတွေပိုကောင်းတယ်လို့ကျွန်တော်တို့မြင်ပါတယ် ကိုတစ်ဆက်တည်းပြောနေတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဘာဖြစ်လို့သူတို့အတွန်းအခွန်တိုးတိုးကောင်းနေတယ်ပေါ့ဒါလေးကျွန်တော်တို့တွေ့ရတာပေါ့နော်သူတို့လူငွေကိုယ်သမှုလူငွေတွေပြလို့တိုးကောင်းတယ်လို့ပြောတာပေါ့အဲအဲ့တော့ဘာကြောင့်လူငွေပြတယ်ပေါ့သူတို့ပစ္စည်းတွေမရောရတော့မရောရတော့ဘာလို့မရောရလဲပေါ့ဘယ်ကပစ္စည်းတွေရောင်းနေရတာလဲရောင်းနေရအများပစ္စည်းလည်းကောင်းပါလေစင်တာလည်းရှိပါတယ်ဒါပေမဲ့သူတို့ဈေးကြီးတော့ဈေးကြီးတဲ့ခါကျတော့သူတို့ပစ္စည်းတွေဝယ်ဖို့မှာနည်းနည်းလေးအခက်အခဲရှိတော့ဒါပေမဲ့ တို့တို့ဖွံ့ဖြိုးတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံတော်များအမေရိကန်ဈေးကွက်ရဲ့ဝလူအားကိုကြီးမတော့ကျွန်တော်တို့တွေ့ဒါကြောင့်သူတို့ကျွန်တော်တို့များပြားရောက်နေတယ်သူတို့ခါကြောင့်ကွန်ပီစီဈေးကြီးတယ်ပေါ့ဒါလည်းစဉ်းစားမှာပေါ့ဟုတ်လား cost of production ကြောင့်ကွန်ပီစီကိုယ်စင်းတို့ကြီးတာလောက်ဒါဆိုလည်းဒါလည်းတက်ဆောင်ဒီပေါ်မူတည်ပြီးတော့ပြုပြင်မှုတွေလုပ်ရနေတယ်ကျွန်တော်တို့လည်းသူတရနိုင်ငံနဲ့မှီတဲ့အစားတော့တခြားနိုင်ငံတွေကိုညှပ်ပြီးတော့ရောင်းတာမျိုးပေါ့ကျွန်တော်တို့တရမများတော့သူ့ဈေးကွက်ကိုအများကြီးမှီခုနေတာကျွန်တော်များတာကျွန်တော်တွေ့ပါတယ်အဲတော့အဲ့ဒါတော့စဉ်းစားဖို့ကောင်းတယ်လို့ကျွန်တော်မြင်တယ် 80 лет победы над фашизмом в Великой Отечественной войне. Конечно, это событие очень важное. Мне кажется, слова даже не описывают. Поэтому скажите, пожалуйста, как вы считаете, как эта победа над фашизмом 80 лет назад влияет, еще влияет и влияла на современный ге ге геополитический ландшафт, который мы сегодня видим? Да, 也嘛是的，比对比他的那比如，带头后面个的安排哦。 ဒါအတိမတစ်ထိမှန်တုတ်တဲ့ဟာပွဲတပွဲပေါ့ဒါတော်တော်လေးကိုလေးနေတဲ့ပွဲတပွဲလို့ကျွန်တော်တို့ပြောရင်းတာပေါ့ဒီလိုပဲမြန်မာနိုင်ငံမှာလည်းဖက်စစ်ဂျပန်တွေသူတို့နဲ့ဝင်ရတဲ့ဒီဖက်စစ်နာစီတွေဂျာမနီနဲ့တုတ်ဆူတဲ့ဖြစ်တဲ့ဖက်စစ်ဂျပန်တွေရဲ့တောင်းလဲကျွန်တော်တို့ခံခဲ့တော့ကျွန်တော်ပြန်တက်ခဲ့ရတဲ့တမိုင်းဖြစ်ရရှိတယ်အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့ဒါကတော့လွတ်လပ်ရေးကိုတိုင်းပြည်အချို့ချအာနာဒီလက်ခံမြေမှုတွေလုပ်တဲ့တက်ခဲမှုတစ်ခုပါပဲဒါကြောင့်ဒါအိမ်မှာတန်ဖိုးရှိတဲ့တက်တက်ပွဲတစ်ခုလို့ကျွန်တော်တို့တက်ခဲမှုလို့ကျွန်တော်ပြောလို့ပါဒီလိုတိုင်းနိုင်ခဲ့တဲ့အတွက်ကြောင့်လည်း အဲတချို့ကိုလိုနီပြုတ်ခဲ့ရတဲ့အနိုင်ကျင့်သူတွေတိုင်ခိုက်ခါတဲ့တချို့ဥရောပနိုင်ငံတွေပေါ့လွတ်လပ်ရေးပြန်ရသွားတာကျွန်တော်တို့တွေ့တယ်လွတ်လပ်ပြန်ရသွားတာဆိုပြည့်ပြည်တော်စုကနေပြည်တော်မှအဲသူ့ဆောင်ပြီးတိုက်ခိုက်ပြီးကြတယ်ကျွန်တော်လွတ်လပ်ရေးပြန်ရခဲ့တာအချာမီနိုင်ငံအရှိဘာလင်တီကိုကျွန်တော်တို့ကဆိုပြည့်ရဲ့တက်တီတက်သိမ်းခဲ့တာရှိတော့ဒါတမိုင်းမှာသူတို့ပဲတွေ့ရပါတယ်ဒါပထဝီနိုင်ငံရေးပေါ့ဗျပထဝီနိုင်ငံရေးခုနဖြစ်တဲ့တမိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကြည့်ရင်လည်းပထဝီနိုင်ငံရေးကြောင့်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တိကျတော့နေရပါဗျနောက်တစ်ခါတော့ဒီ တရားသာတမြေပေါ်မြောက်တရားသာတပစ္စည်းတွေပေါ့ဒီပေါ်မှာမူတည်ပြီးတော့ဖြစ်လာတာပါပထဝီနိုင်ငံကြီးကတော့အရေးပါပါအခုချိန်ထိလည်းပထဝီနိုင်ငံကြီးကြောင့်ပဲနိုင်ငံကြီးတွေကနိုင်ငံငယ်တွေတို့မှတခြားနိုင်ငံတွေကိုပဲမျက်စောင့်ထုတ်နေကြတော့သူတို့ဘာလို့လုပ်ရမလဲပေါ့သူတို့လုပ်ရကြတယ်ဒါကြောင့်စီးနိုင်ငံကြီးစီးပွားရေးစသဖြင့်ဒီနယ်ပယ်ပေါင်းစုံပြီးတော့မှဖိအားတွေပြုစုပေးနေတာလည်းကျွန်တော်တွေ့တယ်အခုပြောမယ်ဆိုရင်တော့ကိုရတော့တဲ့ဒီ180ပြည့်မျိုးသားဒီဒီ facility ဆိုတော့နိုင်ငံရဲ့ဘာမျိုးကြီးစေဘအောင်ဘွဲခန်းတော့တူတာတော်တော်ကြီးကိုဒါထူးကြတဲ့ဘွဲတဲ့ပေါ့နောက်ဒီတိုက်ခိုက်တဲ့ကံမှာလည်းဆိုပြ နေရုရှားပြည်သူ36တန်း36တန်းအသက်ပြီးတက်ခဲ့တာရှိတယ်။အဲ့ဒါကမ္ဘာစစ်မှာတော့ဒါအသေးပြောက်အများဆုံးစုံစုံစုံစားတက်ခဲ့တဲ့တိုက်ပွဲတစ်ခုတော့တော့ဟောကွန်းထုတ်တဲ့ဖြစ်စဉ်တစ်ခုတော့ကျွန်တော်ပြောချင်တယ်ဗျ။ часто бывает, когда западные страны пытаются переписывать эту историю, историю Великой Отечественной вой войны, войны как, как, это называется в России, либо чтобы показать, как Запад якобы победил в этой войне, войне, либо чтобы как-то игнорировать в некоторых моментах преступления сопротивления нацистов, например, в Украине мы это видим. Почему это так? Как, как по вашему мнению, почему люди хотят переписывать эти условия? တမန်အရှိတိုင်းပဲဖြစ်ရမယ်။ဒါဖက်စစ်နာဇီဒီရုပ်ဆောင်ချက်ကိုလည်းဖုံးလို့မရလို့ပဲ။ဆိုဗီယက်ပြည်တော်စုရဲ့ဖက်စစ်ဒီကိုပြန်တိုက်ခဲ့တဲ့တမန်ကိုလည်းဖုံးလို့မရအောင်။အပြင်းလို့လည်းမရအောင်။တမန်ကတမန်နဲ့အကုန်လုံးရှိရမယ်။ဒါဘယ်လိုမှညှင်းလို့လည်းမရအောင်။ဒါကြောင့်သူတို့ကတော့သူတို့ရဲ့ မှားယွင်းခဲ့တဲ့လုံဆောင်ချက်တွေကိုအဲနောင်လာမဲ့လူတွေအတွက်မှတ်တမ်းနေနဲ့မသိနိုင်အောင်လို့ဒါဒီပြင်ရုံလို့လက်ဖြစ်ပဲနေရောအော်ဒါသွားချင်တော့နောက်လူငယ်တွေအတွက်နေရောအော်ဒါအဲသွားဖို့လဲဒါဖြစ်ချင်တာလည်းပါပါလိမ့်မယ်တိုက်ပြီးတကွေအချို့ချာအာနာဆိုတာသူတို့ကိုမထိခိုက်ဘူးဆိုရင်တော့မေမတော့မလုပ်ကြဘူးသူတို့သူတို့ရဲ့အချို့ချာအာနာထိခိုက်တာပြီဆိုရင်တော့တပြန်နဲ့တုံ့ပြန်ကြရမှာတော့တဘာဝပဲနောက်တစ်ခါတော့သူတို့ရဲ့လူဝင်ဆန္ဒတွေအတ္တတွေပေါ့ဒါတွေရှိလာလို့ရှိရင်ပြဿနာရှာပြီးတော့ဒီပြဿနာကိုဟဲ့လားထုတ်ချတာပဲဖြေရှင်းကြတာဒါမျိုးတွေကတော့ ဟိုကမ္ဘာမှာလည်းတကယ်တမန်ဖြစ်မှန်းလေးမှာကျွန်တော်တွေ့ပါတယ်။အဲခုနပြောတဲ့ယူကရိန်းနဲ့ရုရှားနိုင်ငံဖြစ်စဉ်ကြည့်လေဒီတိုင်းမှာပဲ။ဒီတိုင်းမှာတကယ်တော့ပြောလို့ရှိရင်တော့တမန်ကိုဖြောင်းပြန်ခံဖို့တဲ့စူးစမ်းနေတယ်လို့ပဲကျွန်တော်တွေ့ပါတယ်။ရုရှားနိုင်ငံလည်းရုရှားနိုင်ငံရဲ့အရင်ကဆိုဗီယက်နိုင်ငံဆိုဗီယက်ပြည်တော်စုရဲ့အတိတ်အတွေ့အကြုံကိုယူပြီးတော့မှရုရှားနိုင်ငံအချို့ချာအာဏာမထိခိုက်အောင်По-вашему мнению, почему Европейский Союз и Великая Британия продолжают финансировать и поставлять оружие Украине, когда Вашингтон дает им возможность решить этот конфликт по дипломатическому пути. Как вы думаете, что они могут, я имею в виду Европейский Союз и Великобритания, что они могут достичь э, по дипломатическому пути? ပြည်ပကဆိုတာလေကောင်းမှုကံတဲ့ဖြစ်ရှင်းတဲ့ဒီကံတဲ့ပေါ်တာညီနဲ့ဖြစ်ရှင်းတဲ့ဒီကံတော်တာကောင်းဆုံးပဲပြည်ပကကြီးကြီးလာတယ်ဆိုတာလေအာဘိထောက်ခံမှုတွေအာဘိထောက်ခံမှုတွေများလို့ဖြစ်လာတာအာဘိထောက်ခံမှုမရှိလို့ရှင်ပြည်ပကဆိုတာကြီးလာတာတော့ရှင် တချို့နိုင်ငံဖြစ်တဲ့ပြဿနာရှိတယ်ပြည်ပကအဲ့မှာသူ့ကိုဖိုင်အားပေးကြတယ်။နောက်ထောက်ခံပေးကြတယ်။ကုညီပတ်ဖို့ပေးတယ်။စတန်ဒတ်ပစ္စည်းတွေငွေကြေးတွေဆန္ဒရေးခါတွေစတဲ့ကကုညီပေးတော့ဒီလိုလောက်လာကြတယ်။အဲ့တော့ဒါတွေပြည်ပကကုညီချိန်ပါလာတယ်။ဒါတို့ကချက်ဖို့ဆိုတာအားပေးကုညီတာမျိုးမလုပ်တာတော့အကောင့်ဆုံးပဲ။ဒါပေမဲ့နိုင်ငံကြီးကအဖြစ်ရှင်းဖို့ဒီလိုလိုသွားမှာပေါ့။ဆိုတော့ခဏပေးတယ် EU ကနေပြီးတော့ဒီပြည်ပကနဲ့ပတ်သက်ပြီးဒီလိုဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးဆိုတော့သူတို့ရည်ရွယ်ချက်ကပါလေ။သူတို့ရည်ရွယ်ချက်ပါလေ။ပြည်ပကကြာရှည်ရောဖြစ်ပြီးတော့မှစစ်ပောင်းလောက်တာ။ တင်းစင်းသားမှာဖြစ်ချက်ပဲတကယ်တော့ပြိပက္ခမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ကြတော့အကောင်းဆုံးနေကြမှာပဲကျွန်တော်တို့အပိထောက်ပုံကိုဘလို့တင်ပြီးတော့ကျွန်တော်ယူဆပါတယ်အချိန်တိုင်းမှာဘာကြောင့်ဖြစ်လာလဲပြဿနာဘာကြောင့်ဖြစ်လာလဲပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာမှာတမိုင်းမှာရှိခဲ့တယ်ဒီလိုလေး sensitive တစ်ခုတစ်ခုကမဖြစ်ခဲ့တဲ့အချိန်ကြီးလာလို့ရှိရင်ဘာကြောင့် Ukraine နဲ့ Russia ပြဿနာဖြစ်လာလဲဆိုတာအဖြစ်ရှိတယ်Есть мнение, что решение украинского конфликта на самом деле приведет к усилению конфронтации между Западом и Китаем. Как вы оцениваете эту возможность именно в вашем регионе мира? ပြန်ပြီးတော့ထိုက်ဖို့လုပ်လုပ်နိုင်မယ်ဆိုကျွန်တော်တို့ယူဆပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလည်းတော့ ဟိုမဖြစ်အောင်ကျွန်တော်တို့ကညီနေဆွေးနွေးဆောင်ရွက်တာမျိုးပေါ့နိုင်ငံလေးနဲ့အောက်လိုနေဆွေးနွေးတာမျိုးတော့လောက်တင်တယ်လို့ကျွန်တော်ယူဆဒါသူနိုင်ငံချင်းနဲ့တော့မဆိုင်ဘူးကျန်တဲ့ဟာတွေပါပါလာတယ်နိုင်ငံလေးနဲ့တော့ပြဿနာတော့အကြီးကျယ်ဖြစ်မှာပေါ့ကျန်တဲ့နိုင်ငံတွေကဘာမှပုံပြီးပြဿနာကိုရှုံးမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့လိုမြင်တာပေါ့လေ Совершенно верно, что вот этот конфликт между Китаем и э, США, это касается не только их, но и других э, стран в этом регионе, конечно. Поэтому хотел спросить, как именно ваша страна балансирует э, свое отношение и с Вашингтоном, и с Китаем? မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒတော့လွတ်လပ်ပြီးတက်ကြတဲ့နိုင်ငံခြားရေးမူဝါဒတော့ကျင့်သုံးတော့နိုင်ငံအားလုံးနဲ့မမှုပြပဆက်ဆံရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတော့ဗီဒီကန်နိုင်ငံကကျွန်တော်မြန်မာနိုင်ငံမျိုးစုနိုင်ငံတစ်ခုပါဘူးသူတို့လည်းတရုတ်နိုင်ငံကတော့ကျွန်တော်အိန္ဒိယချင်းနိုင်ငံတဲမှာလည်းဖြစ်တယ်လို့အိန္ဒိယချင်းနိုင်ငံတဲမှာလည်းအဲမဟာမျောမျောဖိပက်နိုင်ငံဖြစ်တယ်အစိုးရဘက်ကနိုင်ငံဖြစ်တယ်နောက်သူများနိုင်ငံတွေလည်းပို့ထူးခြားတဲ့ဆက်ဆံရေးနိုင်ငံတစ်ခုဖြစ်ပါတော့ကျွန်တော်တို့အနေနဲ့တော့ဒီနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်အကြည့်ပြဆက်ဆံတော့ဖို့တော့ကျွန်တော်တို့ရှိပါလိမ့်မယ်

ကဘာပဲကတော့အများကြီးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုပါပဲဒါပေမဲ့လည်းအရေးကြီးနိုင်ငံနေပြီးတော့ဥပမာပြင်ဒါကုနာပြောတဲ့ခဏနေတိုးတွေမဟုတ်ဗျအဲ့ဒါကျွန်တော်တို့အဲအိန္ဒိယတို့ဩစတြေးလျတို့ဂျပန်တို့လိုလိုအမေရိကန်တို့တို့ပေါင်းစည်းပြီးတော့လည်းသူတို့ဒီမှာလည်းအင်အားဖိတ်ကြီးပူတယ်လုပ်နေတာလည်းကျွန်တော်တို့တွေ့တယ်ဒါတွေကပဋိပက္ခကိုကြီးမားလာစေမယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်။ဒါကြောင့်အင်းညာတဲ့နေနဲ့ပဲသွားတာတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ယူဆ။စိတ်ပူတာတော့အမှန်ပဲစိတ်ပူတယ်။ Я еще хотел обсудить эту концепцию мультиполярности. Что это для вас означает? Что для вашей страны это означает? Как Мьянма будет дальше интегрировать в мультиполярной системе? И как это все, как, как Мьянма это все понимает, параллельно с тем, что западный мир, в принципе, ну, пытаются защищать свое доминирование в международной геополитике? တန်တော့အုပ်စုကနေပြီးယူနီကိုလာနဲ့ကဘာကြီးကိုထိန်းချုပ်လာခဲ့တော့။နောက်ကြတော့ဘိုင်ပိုလာဖြစ်လာတယ်။အခုတည်းကခါခါပြီးတော့ယူနီကိုလာပြန်ပြတ်သွားတယ်။အဲဒီတော့ဒါတော့ငါအားတောင်းသွားတော့ဒါပေမဲ့ဒီဘက်ကကြတော့အဲဆရာရုရှားနိုင်ငံရဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံတို့ကစီးရရတော့လည်းစီးပွားရတော့လည်းပိတ်ပန်တဲ့လူပညာတော်တော့တော်တော်ကြီးတိုးတက်လာတယ်။တိုးတက်တော့ဒါမာတီပိုလာအဲတို့တဘောတွေကျွန်တော်တို့ဖြစ်လာတယ်။ဒါတော့ဖြစ်တဲ့ကိစ္စတစ်ခုပဲ။ကဘာကြီးကိုပြောင်းလာနေပြီးတော့ကန်ပြီးတော့မှလှုပ်ရတာမျိုးတော့ ပဲဘလို့မှမဖြစ်တယ်ကျွန်တော်တို့သူတိပြင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဒီတန်ကိုတော်တော်လေးခံရတော့ဒါကြောင့်ကျွန်တော်တို့ကတော့မာဒီဘိုလာစနစ်ကိုတွားတာတော့အကောင်းဆုံးပဲဒါကဘာကြီးမှရှိနေတဲ့အကြောင်းချင်ရတယ်ညှောက်ဝေခံစားရတာတော့အကောင်းဆုံးမြတ်မတ်တတ်ဆောင်းဝဲတာလည်းအကောင်းဆုံးပဲညှောက်ဝေခံစားရတယ်အကောင်းဆုံးပဲအဲမြတ်မတ်တဖြစ်လို့ဒါအခုပိဋကကတိဖြစ်လာတာဒါကြောင့်ပိဋကကမပြောက်သလိုရှင်မာဒီဘိုလာစနစ်ကတော့အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ် В плане этих стран, которые хотят присоединиться к мультипулярному миру, какие меры они могут

စာတပြင်းဒါတွေလည်းကျွန်တော်တို့ဖွင့်ဖို့ထုတ်တယ်အောင်လည်းကျွန်တော်လုပ်ကြမှာပေါ့တကယ်လည်းနိုင်ငံချင်းချင်းပူးပေါင်းဆောင်မှုကြီးအောင်လုပ်ဖို့လုပ်တယ်ဆိုတော့နိုင်ငံတွေကတော့ကမ္ဘာမှာထိတ်ခုံမှာထိတ်မှရှိတဲ့နိုင်ငံတွေပြဆိုပြောကျွန်တော်တို့ကမြန်မာရုရှားနိုင်ငံနော်ပြည်ထောင်ကအိန္ဒိယနိုင်ငံတို့နိုင်ငံမျိုးတွေကပူးဆောင်နေတဲ့အခြေအနေရှိတဲ့နိုင်ငံတွေတို့နိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့မြန်မာတက်တာစာဝတ်သားလို့ဆိုရင်ဒါမာဒီပိုလာအဲ့တော့ကျွန်တော်တို့ကတော့ဟိုဖိလစ်ပိုင်ဖြစ်လာပါလိမ့်မယ်အဲကျွန်တော်တို့ဒီယူနီပိုလာကတော့ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဒီတောင်ကိုကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့နိုင်ငံတွေအားလုံးကျုံ့ပြလာနိုင်ငံအားလုံးကအကုန်လုံးသိတယ်ခါသီးတွေရတော့ကျွန်တော်တို့သိတယ်ဒါကြောင့်ဘယ်မှာတော့ချက်ခံမှာမဟုတ်တော့နိုင်ငံတွေကလည်းအခုစူးစမ်းနေကြတာ နိုင်ငံလေးအားလုံးကလည်းလူတွေမတက်ရရင်ကြမ်းနေမှာပေါ့မတက်ရပြီးနေတိုင်းကြမ်းလာခဲ့တယ်အဲလမ်းလျှောက်တွေကြော်သွားမှာအဲ့ဒါကိုကလမ်းလျှောက်နေကြတယ်လမ်းလျှောက်နေကြတယ်အဲကြောင့်သူတို့ကတော့လုပ်ခဲ့တဲ့အကြောင်းတော့ကိုကပြောတယ်တမိုင်းမှာဖြစ်ခဲ့တဲ့အသည့်ဖြစ်ရတဲ့အရာနိုင်ငံတွေကသူတို့နိုင်ငံတွေဒီလိုမဖြစ်အောင်ဆိုတဲ့စိတ်တွေကိုလို့ရှိကြတယ်အဲ့ချိန်မှာသူတို့ပြောတယ်ဥဆောင်တဲ့နိုင်ငံတွေနဲ့ပေါင်းပြီးတော့လုပ်မဆိုရင်ယူနီကိုလာဘူးတော့ဘယ်လိုမှဟုတ်ဖြစ်တာစီမှာမဟုတ်ဘူးလို့ကျွန်တော်တို့ပြောပြပါတယ် И как вы представляете роль Мьянмы в АСИАНе как одна из ну, самых главных региональных организаций ျွန်တော်အာဆီယံဖက်ဝင်နိုင်ငံတခုဖြစ်တဲ့အာဆီယံရဲ့ဖရီးဉင်တိုင်းပေါ့နော်ပူးပေါင်းဆောင်မှုတွေကျွန်တော်တို့အကုန်လုံးအပြည့်အဝလုပ်ပါတယ်အာဆီယံရဲ့ရည်ရွယ်ချက်ကတော့တကယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါပဲဒါကြောင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံအနေနဲ့မှန်ကန်တဲ့ပေါ့သူရဲ့မှန်ကန်တဲ့နှောင်းချောင်းပေါ်နေလို့ကျွန်တော်တို့ကဆက်ဆံရလေးရှိပါတယ်လုပ်လည်းလုပ်နေပါတယ် အာဆီယံဘက်ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံတွေတနင်္ဂနွေနေ့တနင်္ဂနွေအချင်းရဲ့တပ်တော်သားတွေတော့တချို့ဟာတွေလောက်ကချမ်းသာမှုတွေရှိပါသူတို့လည်းသူ့ရဲ့အခြေခံအချက်လက်ကိုရှိပြီးသားပဲဒီအချက်လက်ပေါ်မှာပြီးပြီးတော့လောက်တဲ့ဘူးပဲရေးကြည့်တယ်လို့ကျွန်တော်ပြောချင်တယ် И какое будущее вы видите именно для сотрудничества между АСЕАНом и Россией? ရခိုင်နဲ့ရခိုင်နိုင်ငံအာဆီယံတို့တော့အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တာပါလေအဲကျွန်တော်တို့အခု2024ရနေတဲ့စက်ကွန်ဒီ ကျွန်တော်တို့ရဲ့နိုင်ငံအာဆီယံနဲ့ရုရှားနိုင်ငံရဲ့ဆက်ဆံရေးညှိနှိုင်းရေးတာဝန်ယူထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်။အရင်ကကျွန်တော်တို့တရုတ်နဲ့အရင်ကလာဆက်လုပ်ခဲ့ပါတယ်။တရုတ်နဲ့အော်မီမဲ့လုပ်ခဲ့ပြီးတယ်။ကျွန်တော်အခုစီရုရှားနဲ့ပတ်သက်လို့ကျွန်တော်ညှိနှိုင်းရေးတနေငံတစ်ခုနေတာဝန်ယူထားတာပေါ့။ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လည်းရုရှားနဲ့အာဆီယံနိုင်ငံဆက်ဆံတဲ့ပတ်သက်ပြီးပိုကောင်းအောင်လုပ်ပေးဖို့ကျွန်တော်တို့ဆန္ဒရှိပါတယ်။ရုရှားဒီအာဆီယံတို့ကရှိပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ဆွေးနွေးပွဲနိုင်ငံတွေမှာလည်းကျွန်တော်တို့ပါနေပြီဖြစ်ပါတယ်။ဒါကြောင့်ရှစ်ဆက်ကာလတွေမှာတော့ အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်နေမှာရုရှားနိုင်ငံအရေးပါတဲ့အနေအထားမှာရှိလာနိုင်မယ်လို့ကျွန်တော်တို့မြင်ပါတယ်။တစ်ခါကလည်းဒါရုရှားနိုင်ငံလည်းဒီအာဆီယံနိုင်ငံအနေနဲ့ပူးပေါင်းဆောင်မှုနဲ့ပဲဟိုကဏ္ဍပေါင်းစုံတွတ်ချက်နိုင်ဖို့တော့လည်းစဉ်းစားဆောင်ရွက်ပေးနိုင်ဖို့လည်းလိုပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ Вы можете заговорить о нашей телеканале уже освещаем 20 лет мировые события, и я бы хотел услышать ваше мнение по поводу нашей деятельности и нашей репутации. А ты тренер, наверное, где тебя тренер, наверное, ဒီတစ်ဆက်မှုပိုင်းတဲ့တော်တော်လေးကောက်ပါကျွန်တော်လည်းဟိုမကြာခဏကျွန်တော်အချင်းကိုကျွန်တော်ကြည့်ပါလေအားရတဲ့တင်းတစ်ဆက်မှုတွေကခိုင်လို့ခိုင်မှမှုတွေတော်များရှိတော့ဟိုအကြောင်းအရာနဲ့ပတ်သက်ပြီးပြည်စုံနေပြောနေတာရှိတယ်နောက်တမိုင်းချောင်းနဲ့ပတ်သက်ပြီးတော့ဖုတ်ဖုတ်ပြီးတော့တင်ပြတဲ့ခါမှာလည်းတော်တော်တွေ့စားတယ်ကျွန်တော်တွေ့တယ်ကျွန်တော်အဲ့ဒါနေပြီးတော့ရတဲ့ပညာလေးတွေအများကြီးအများကြီးရှိပါတယ်အဲ့တော့အတူတော့တကယ်ကောင်းတဲ့တင်းအဆက်မြန်မာနဲ့တင်းထဏတစ်ခုလို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့အဆက်ချောင်းကနာပြမအောင်ဒီရဲ့အောင်မြင်မှုတွေကိုလည်းဆက်လက်ပြီးတော့မှတည်တဲ့ အမြင်မှာဒီလိုစုံမပေါင်းတော့ပါလို့အဲရောရှားမြန်မာအဲချီချီရဲ့တင်ဖို့ရောရှားနိုင်ငံရဲ့ကဘာပေါ်မှာဆက်ဆံလေးတဲ့အခြေအနေမျိုးလေအာဒီယာနေပြီးတော့မှပို့ပြီးကောက်အောင်စောင့်ပေးနိုင်မယ်လို့ဟလာကျွန်တော်ယုံကြည်ပါတယ်ပို့ပြီးတော့အမြင်မှာဒီလိုစုံမပေါင်းတော့ပါတယ်